အင်ဒီယနိုင်ငံမဲ့အကျန်းတွေ TikTok ရင်ဆိုင်တိုက်ပွဲဖြစ်တာကြောက်ဆုံးချင်းမျိုးမဟုတ်ပဲယာယီစတန်ရှစ်တော်မှုဟာတူတဲ့တဲ့ပုတ်ပေးထားသည့်ဂျာကအာဆန်ရိုက်ခွန်ကဖန်စီပေါ်ဆောင်နှိမ့်ဆက်တက်ဖြတ်ချင်းခံရလို့ဆိုတော့သုံးဖက်ဖြစ်ရှိတော့တက်ဒီခါလေးပြေးထားပါလို့မျက်နှာရက်ခံချင်ပါတယ်ကျွန်တော်လည်းတော့မနာပါဘူးတော့ဆောက်လို့မရနော်ကျွန်တော်တော်နိုင်တွေးရုံပြောက်တယ်နိုင်နိုင်လည်းနိုင်တာလေနိုင်မယ်မှန်းလည်းပြီးတယ်လက်ရှိတဲ့ဒိုးတွေကနိုင်နေတယ်အဲ့ဒါကိုတို့ကစိတ်သက်သာတယ်ဘာမှမရှိဘူး အလိုချရမြို့ပြည်သူညကိုမော်မမများအလုံးမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ28ရက်နေ့ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ဒီနေ့ညမှာကျွန်တော်တို့ဆုံချတည်ရတဲ့တော်လန်တရင်တို့တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့ဘုံအနေနဲ့ကတော့ ကချင်ပြည်နယ်ဘုံဘုံမြို့တိုင်းတပ်ပွဲမှာဒီနေ့ပြန်လည်ထုတ်စစ်ဆင်ပြီးတော့မှစစ်တပ်ရဲ့နောက်ဆုံးလက်ချက်စခန်းဌာနချုပ်ဖြစ်တဲ့စကားခ27နီးဝင်းလိုက်ဟိုတယ်ပါဝင်ကာကဲမြပြားကိုကဲပူပေါင်းတပ်တွေကနေပြီးတော့မှတင်ပိုက်လိုက်တယ်ဆိုတဲ့တင်ကောင်းလည်းပဲဖြစ်ပါတယ်။မေလ20ရက်နေ့ရရရနစီပြစ်ချခဲ့ပြီးတော့မှတပ်ပွဲခဏရည်နေခဲ့တာဒီမနေ့ပြန်စပြီးစကားခ27နားမှာတပ်ပွဲပြင်းထန်ဆုံးပဲရန်သူစနိုက်ပါတွေလက်နက်ကြီးတွေ drone တွေနဲ့အပေါ်ကနေစီးပြီးတော့မှပြစ်ခတ်နေတဲ့ဝင်းလိုက်ဟိုတယ်ရနေပါပြီ။ဒီမနေ့ရတီဦးတို့ကလည်းမိုးရွာခဲ့ပြီးတော့မှ မဝိုင်းဝိုင်းတိုက်ပွဲတွေမှာပြင်းထန်နေပါတယ်ဆိုပြီးမှ KAE တရီမင်းကလည်းပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ KAE မှာမိပွန်းတရီဟာဆိုရင်2024ခုနှစ်ဒီဇင်ဘာလ၄နေ့ကလေးကဘောမျိုးတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးမှ၅လကျော်ချမ်းမြင့်လာတဲ့အထိတိုက်ပွဲတွေဟာဆိုရင်နေ့စဉ်ရက်စက်ပြင်းထန်နေတယ်လို့ကျွန်တော်နောက်ထပ်တည်တာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်အားလုံးသိထားတဲ့အသံပဲပေါ့နော်။ပေါ်မျိုးကိုကျတော့ဒီ KAI နဲ့ပူအောင်တော့ပေါ်ရဘူးနေရာနေပြီးတော့မှအပြစ်တင်ပဲရရှိနိုင်ဖို့စူးစမ်းနေတာပြီးတော့မှမကြခင်မှာတော့ကျတော့နဲ့ ဘုံမျိုးနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းနဲ့ကြိုက်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်တရင်သဘောအနေနဲ့ကတော့မကွေးတိုင်းစလင်းမျိုးနယ်မှာပြည်သူ့ချောကိုတက်ဖြတ်ပြီးတော့မှပြည်သူ့နေအိမ်300နီးပေါင်းမိရှုဖြစ်စီခဲ့တဲ့စစ်သက်စစ်ကြောင်းကိုလိုက်လံချင်းမတက်ခဲ့ရလို့စစ်သား30ကျော်တည်ဆုံခဲ့တဲ့ဆိုတဲ့နောက်ထပ်တရင်ကောင်းတွေပဲဖြစ်ပါတယ်။စစ်ကွေးတည်ဆုံမှုက30ကျော်ရှိပါတယ်။မြင့်မြင့်တိုက်ပွဲတွင်တေရာတင်20ကျော်ရှိတယ်။လက်ရှိရောလောင်တွေ့ရှိမှုရပြည်သူ့ချောကိုတက်ခံရတဲ့ဝေကုန်းကတန်းကောင်းနဲ့စနေချောင်ရွာကရွာသူရဲသားတွေပါလက်ရှိတော့ လင်းစင်းရဲစခန်းထဲကနေပြီးတော့မှစစ်ကြောင်းကိုပြန်ပြင်ဆင်ပြီးတော့မှပြန်ထွက်မယ်လို့တရင်ရထားပါတယ်ဆိုပြီးတော့မှမြင်းဘိုးခင်ဟာအမှ9တရင်ကတောင်ရှိတူတူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့ဒါတော့ပေါ့နော်စစ်ကောင်စီရဲ့ဒီလိုမျိုးအင်အားသုံးပြီးတော့မှစစ်ကြောင်းထွက်လာတဲ့ဒီတပ်ဖွဲ့တွေကိုကျတို့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဝင်တွေပြီးတော့မှဂျပ်ဖက်တက်ခတ်တဲ့လှုပ်ဆောင်နေတာပြီးတော့မှစစ်ခွေးများပြားဆိုရင်တော့မျိုးစားဖြစ်ပြောင်းလဲတော့တော့ကျတို့တော့ ည်ရတာပဲဖြစ်ပါတယ်။နေရာတော်တော်များများကျွန်တော်တို့အားလုံးတည်ထားတဲ့အတိုင်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကဆိုရင်တော့ပြန်ကျဲနေတာမို့လို့နောက်တော့ကျွန်တော်တို့တော်လမ်းမီတူတွေနဲ့ရဲဘော်တွေရဲ့ပေါ့နော်။နောက်ထပ်အောင်ပွဲမတိုင်သူလို့ပြောမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးနေ့ကကျွန်မကတော့ NUG သမရယုံပြောခွင့်ရပုံကတူဖြစ်တဲ့ဦးကျော်စောကနေပြီးတော့မှအိန္ဒိယစစ်တပ်ကနေပါကပါဆယ်ကိုပြစ်တက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှတုံးတပြောဆိုထားပဲဖြစ်ပါတယ်သူတို့ဘယ်လိုမျိုးကြီးညာချက်တွေထုတ်ပြန်ထားမလဲဆိုတာကျွန်တော်စာပြေတော့မှကြည့်လဲရအောင်နော်စခိုင်းတိုက်တမှုခရိုင် မြန်မာအိန္ဒိယနိုင်ငံနေဆက်မြန်မာပြည်ဖက်အချမ်းမှာယာယီစခန်းရွှေပြောင်းတောင်မှထမ်းဆောင်နေတဲ့တမှု AI ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်ဆယ်ဦးကိုအိန္ဒိယအာဆမ်ရိုင်ဖယ်တပ်ရင်းတစ်ချန်ဒီခရိုင်မဏိပူရာပြည်နယ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရုံးကြီးဌာနကကြေညာချက်ပစောင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဖြစ်စဉ်မှာအိန္ဒိယနိုင်ငံဘက်အချမ်းတွေထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာကြောက်ဆုံးခြင်းမျိုးမဟုတ်ပဲ 也有时间学家务啊，做点子力不备他的家务，阿生来看他，平时看书、内事、德片，经常要联系了，动态随时要了解的。那走路，伊里阿格上人家会主动邀他过，走路告诉他只，其他人，阿姆们包包也稍微便宜点。伊里阿格生计大概年头两百好块，颜色少，德片价钱高，收藏稀少，阿皮皮也有提心的样。 မြင့်တော်မှုများအတွက်ကြံရည်သူမိသားစုများအားမြင့်တော်ကြီးပေးဆောင်ရန်လောင်တွင်အလားတူကိစ္စများမဖြစ်စေရန်အတွက်စီမံဆောင်ရွက်ရန်နှစ်နိုင်ငံတည်းချောင်းနေချောင်းစီညှိနှိုင်းမှုမပြတ်သေးသည့်ကာလတွင်တစ်ဖက်သက်ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်များအားရှောင်ရွက်နိုင်ရန်ဆိုတဲ့အချက်တွေကိုနိုင်ငံကြီးဥက္ကဋ္ဌကပေးဖို့တောင်းဆိုထားပါမယ်။အဲ့ဒီအချက်တွေဟာနေဆက်ဒေသလုံခြုံရေးအတွက်အရေးကြီးကြောင်းပြောကြားလိုပါတယ်။ နောက်တစ်ခုတင်ပြချင်တာကတော့လူ့ခွင့်ရေးဝန်ကြီးဌာနရဲ့မှတ်တမ်းများအရ2023ခုနှစ်ဇန်နဝါရီလမှ2025ခုနှစ်မေလ12ရက်နေ့အတွင်းစစ်ကောင်စီကစစ်ဖြစ်ပေါင်းမှုရှိတဲ့အရက်ကားဒေတာတွေကိုဒီကြောင့်တက်ခတ်မှုပေါင်းအကြိမ်ပေါင်း2900လီပါပြုတ်လုခဲ့ပြီးတိမ်ဆုံးသူပေါင်း3000ကျော်ဒဏ်ရာရရှိသူပေါင်း9000ကျော်ရှိခဲ့တာကလေးသူငယ်ယာကြည့်ပြီးတိမ်ဆုံးခဲ့ရပြီဖြစ်ပါတယ်။ဇာတင်ကြောင်း240ပြည့်စည်ခဲ့ပြီး ချင်းရုံစေခန်းနဲ့ဘာသာရေးဆိုင်ရာအဆောက်အဦတွေစုစုပေါင်း900ကျော်ဖြည့်ဆည်းခဲ့ရပါတယ်။အစိုးရမှတမ်းများအရစစ်ကောင်စီဟာအရက်သားပြစ်မှုတွေကိုရည်ရွယ်ချက်ချရှိတိုက်ခိုက်နေတာထင်ရှားပြီးနိုင်ငံတကာဥပဒေတွေကိုအကျဉ်းချင်းကျူးလွန်နေတာဖြစ်ပါတယ်။နိုင်ငံတကာအနေနဲ့ကျင်းညာချက်တွေထုတ်ပြန်နေုံမခပဲစစ်အုပ်စုအပေါ်မှာလက်တွေ့အပြစ်ပေးအရေးယူမှုတွေနဲ့အရက်သားများကိုလေကြောင်းရံမှကာကွယ်မှုအခုကြီးပေးဖို့လိုအပ်နေတယ်ဆိုတော့ပြောကြားလိုပါတယ်။ဒီကိုကြောင့်အနေနဲ့ကတော့ နေမြေဆုံးရှုံးမှုတွေနဲ့စစ်တပ်ရေးထားတာအရှုံးဆက်တဲ့ကြုံရတဲ့စစ်ကောင်စီအားလုံခြုံတဲ့ဖြတ်ခြင်းနဲ့သွေးခွဲခြင်းတရေကျူတွေကိုအရှင်အဖို့မြင့်ဖြန့်ချီလှုပ်ဆောင်နေတာတွေတွေ့ရှိနေရသလိုနေမြေရေးအရာအသက်ဆက်နိုင်ရေးအထွတ်ရွေးကောက်ပွဲတစ်ခုကိုမဲပေးသူတဦးသာရှိစေဖို့တော့အောင်မြင်တယ်လို့ပြောဆိုလာနေတဲ့အထိအသေးအကန့်ကြိုးပမ်းမှုတွေရှိနေပါလေ ဒါတော့ဗောနော်ကျွန်တော်အန်ယူဂျီဘက်ကနေပြီးတော့မှခုဆိုရင်အိန္ဒိယစစ်တပ်ဘက်ကနေပြီးတော့မှကျွန်တော်တမိုးခရင်ထဲမှာရှိတဲ့ပါကဖဆေကိုပြစ်တက်ခဲ့တဲ့ပုံမှာသူတို့တွေနဲ့ဖြည့်ရှင်းချင်းတောင်းထားတဲ့ဆိုတော့ပြောဆိုမှုပဲဖြစ်ပါတယ်ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းဆိုတော့အိန္ဒိယစစ်တပ်ကနေပြီးတော့မှကျွန်တော်ဒီပါကဖရဲဘော်တွေကိုနေပါနီစစ်ပြီးတော့မှတပြတ်တော်တာဖြစ်ပြီးတော့မှဒီလိုမျိုးဖြစ်စင်ဟာဆိုရင်ကျွန်တော်နိုင်ငံစစ်စင်ရဲကိုဒီတက်ပို့ပြီးတော့မှဗောနော်ဆွေးဆင်မဲ့လို့ရတဲ့အခုလိုပဲကျွန်တော်အခုဆိုရင်ပြည်သူတွေဘက်ကနေပြီးတော့မှ ပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့မြောက်လိုင်းတွေနဲ့သူ့ရဲ့ဒီရွေးကောက်ပွဲအကြံထမ်းမြောက်နိုင်ဖို့အတွက်ဟိုဆိုရင်နိုင်ငံရေးပါတီဝင်တွေနဲ့ပူးပေါင်းပြီးတော့မှလှုပ်ဆောင်နေတာကိုကျွန်တော်တပ်ပြီးတော့မှတွေ့ရတာဖြစ်ဖြစ်မှဒီကနေပြီးတော့မှသူ့အနေနဲ့နိုင်ငံရေးထွက်ပေါက်ရှာဖို့စ조사နေတယ်ဆိုတော့လည်းကျွန်တော်တပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေအားလုံးစီးလို့ညီညာဆောင်နဲ့စစ်ကောင်စီနဲ့သူတို့ Fisher Nation စနစ်အမြန်ဆုံးပြောချနိုင်ဖို့အတွက်ဝင်ဝင်စ조사တင်နေပြီဆိုတော့ကျွန်တော်ခုဆိုရင်တည်ရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဘောအနေနဲ့စစ်ကောင်စီတပ်တွင်းမှာဖိနေအနေခံရပြီးတော့မှလင်ပြောင်းနေတဲ့စစ်ကောင်စီတောက်ကရဲမေကြောင့်တင်ဆက်ထားတဲ့တင်လေးကျွန်တော်တို့စပီဒ်မှာနားထောင်ကြည့်ရအောင်နော်ဒီတစ်ခါမှာတော့ကျွန်တော်တို့ဒေါ်နာ TV ရဲ့တက်မတော်လေးကစကားသံအစီအစဉ်အနေနဲ့တမ71ကုကဲမှုအောက်တက်ကရဲမေတဝူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်မအမျိုးသားကပျောက်ဆုံးတာတစ်နှစ်ကျော်ပါပြီအကူရမဲမို့ကျွန်မကတက်ထဲမှာနေနေရတော့မှာပဲကျွန်မသိကျင်တာလေးပါ ကျောင်းဖွင့်ချိန်နီးလာတော့ကျမကလေးတွေအတွက်ကျောင်းသားထောက်ပံ့ကြီးတို့ကျောင်းသားဦးဆောင်တို့ကိုတက်ကမပေးတော့လို့မရတော့ပါဘူး။ line ထဲမှာတခုခုပေးဖို့អော်လိုက်ရင်លင်ပြောက်တွေမပါဘူးလို့ပဲអော်ပေးပါတယ်။အထက်ကအဲ့ဒီလိုထုတ်ပြန်ထားတာလားသိနေတာပါ။ပြီးတော့ကျမတို့ကအပြင်မှာနေစရာမရှိလို့တက်ထဲမှာနေရပါတယ်။အဲစင်းတိုင်တယ်လို့ပဲနေကြရပါတယ်။တက်မှာ6လနေထိုင်ခွင့်ပေါ့နော်။ပြီးတော့6လအတွင်းမှာတက်စည်းကမ်းဖောက်ဖြက်ရင်ထွက်သွားပါမယ်လို့ဂရီးပြုလက်မှတ်ရေးထိုးရပါတယ်။ အဲ့ဒီလိုလောက်တာကတနိုင်ငံလုံးကတက်တိုင်းမှာလောက်ကြတာလားရှင်။ခြေလမ်းမှာပိဆက်ခဲ့ရတဲ့စစ်သားတွေရဲ့ဇနီးကျမတို့ကိုဘာလို့အဲ့ဒီလိုခွဲခြားဆက်ဆံနေကြတာလဲသိချင်တာပါ။ကျမအမျိုးသားဆိုလေဝင်ကလေးကကိုရီးယားရွှေနဲ့မှကလေးနဲ့မဲထည့်ရေးထားရတဲ့ဒါနေကလေးပင်စင်လဲအခုထိမရသေးပါဘူး။မိတော့လဲတင်ထားတယ်ပဲပြောကြပါသေး။ဘသူကိုအဖေခေါ်လို့ခေါ်ရမှမသိတော့ပါဘူး။ကျမတို့လင်းနေပျောက်သွားတော့ကျမတို့ကိုပို့ပြီးတိမ်ငယ်အောင်နှိမ်နေခွဲခြားဆက်ဆံပါလေ တက်တရာလှပရေးလူမှုဝန်ထမ်းဖတ်ထိတ်ဆိုရင်တော့လင်ပြောက်တွေကရှေ့ဆုံးကလှုပ်ပေးကြပါတယ်တက်ကနေမောင်းထုတ်ခံရမှာဆိုရင်လိုပါလင်ပြောက်ရဲမေတွေအခြားအဆင့်ဇနီးတွေအလုံးရဲ့ကိုစားပြုတ်ပြတာပါရှင်ကျမတို့ကိုခွဲခြားဆက်ဆံတာအခြားအဆင့်တွေမှာအကြီးဆုံးတက်ရင် RS ကအဆိုးဆုံးပါအခြားစင်းတွေမှာအကြီးဆုံးမိဘလူလူကလူကြီးတွေရှိမှလောက်လင်ပြောက်တွေဆိုပြီးအရန်ခွဲထားပါတယ်။ကျမတို့မှာယောက်ျားဖြစ်သူတေလားရှင်လားဆိုရင်နေရတာကြောင့်တော့ကတွေကတမျိုး တက်သေးကနေသွားစရာနေစရာမရှိလို့မျက်နှာငယ်ရတာကတပုံပါတက်ကိုလာဝင်စစ်ဆေးခြင်းပါရှင်လို့စာရေးသားပေးပို့လာပါရရှင်ကျမတို့အစီအစဉ်ဟာတက်မတော်သားအရာရှိစစ်တီတွေတက်မိသားစုဝင်နေတဲ့အင်တော်တဲ့ရဲမြစ်တွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တက်မတော်သားအရာရှိစစ်တီတွေတက်မိသားစုဝင်နေတဲ့အင်တော်တဲ့ရဲမြစ်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတင်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ် ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့ဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒီလိုမျိုးဖြစ်စင်နေတာဆိုတော့ဗောနော်ကျွန်တော်တို့ခုဆိုရင်ဒီတက်တွေမှာတော်တော်လေးများနေတာဖြစ်ပြတ်မှာရရှိတွေကနေတဆင်သူတို့ရဲ့ဒီအောက်ခြေရဲမေးတွေပေါ်မှာဖိနေနိုင်ခြင်းမို့လို့ရှိနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အရင်တော့လည်းပြောထားပေးတာစစ်ကောင်စီတမိတပ်စုအနေနဲ့ဒီလိုမျိုးဖိနေနိုင်ခြင်းချုံမခံခြင်းမို့ဆိုတော့တော်လိုင်းရေးပေါ်တွေကနေပြီးတော့မှလက်ကမ်းကျုံဆုံနေတဲ့အချိန်မှာအလေးမြတ်ဆုံး ဒါလေးဝင်ပြီးတော့မှကုပြောင်းတင်နေတယ်ပဲဆိုတော့အကြောင်းလည်းထပ်ပြီးတော့မှဖိတ်ခေါ်ပြောလိုပါတယ်ကျတို့တော်လန်ရေးပြီးသူတွေနဲ့သူဒီအလင်းဝင်လာမဲ့သမီတဆုံနေနဲ့စကောင်စီကိုပြောချတဲ့ဒီတော်လန်ရေးမှာဆိုတော့အောင်ပွဲရရှိဖို့နှိစက်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ကိုစီရနေပြီးတော့မှခွေပိုင်းစကောင်စီရဲ့စကားတွေကိုတကူပြီးတကူတင်ပြနေတယ်ပေါ့နော်ခရင်တော်လန်တဖို့ဝင်ကိုဒီကိုညီလိုရန်ကြဖို့တွားနေပြီးတော့မှတိုက်တွန်းပြောဆိုထားတဲ့အားလေးကျတို့တစ်ချက်လုံးချစ်လိုက်ရအောင်နော်အခုခရင်နေနော်ခရင်ရဲ့တောင်ပိုင်းတိုင်းမှာ ဘာမှမတိုင်းလို့မတိုင်းလို့မတိုင်းလို့ဆိုပြီးကျွန်တော်တို့တွေအားလုံးဝိုင်းဆဲခဲ့ကြတာမှတ်မိမှာပါနော်အခုစကန်တွေတစ်ခုပြီးတစ်ခုတိန်းလာတဲ့အတွက်ဒီတောင်ပိုင်းမှာဒီ KNU နဲ့ KNU နဲ့ GDL လေးပေါ့နော်စတဲ့ဒီ KNU လောက်ကတိုင်းတက်ဖွဲ့နဲ့ PDL တွေအားလုံးပူးပေါင်းပြီးစကန်တွေဖိတ်နေတာအားလုံးအတိပဲဖြစ်တယ်နော်အဲ့တော့ဂျိတ်ခါတွေလိုအပ်တယ်မိုးလဲကြမှာဖြစ်တဲ့အတွက်တချို့တွေစကန်တွေဆိုရင်မိုးမကြခင်ကဲရတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာတွေတော့ကျွန်တော်တို့ကမိုးမကြခင်ပို့ရမှာနော်ဒါကြောင့်မလို့နိုင်တဲ့ဝိုင်းလုပ်ပေးပါဂျိတ်ခါလိုအပ်ပါတယ်နော်တချို့တွေရှိတယ်ရှိတယ်ထိုင်းမှာကိုစီရဲတဲ့ဂျိတ်ခါစုလို့ရှိရင်ဖမ်းမှာကြောက်နေတယ် ကိုယ့်ရဲ့ထွေးနှဲစာကိုကိုယ်တိုင်းပြည်အတွက်ကိုယ်လှူတာဗျာဘု து ကိုဂရုစိုက်ကဘုဘု து အကြောက်ကဘုဘု து စီကခိုးလို့လေကျွန်တော်တို့ဟုတ်တယ်မလားရှင်းရှင်းလေးပဲနော်ဒါကြောင့်မလို့လူကျင်တဲ့စိတ်ပဲလိုအပ်တယ်ငါကြိတ်ခါတော့စုမယ်ငါတို့စိတ်အောင်ပါနော်ဒါဘင်းဘလောက်ကမယ်ငါဘလောက်ထမယ်လာကြိတ်ခါကားတော့ဟုတ်တာဟုတ်တယ်မလားတိုက်ရိုက်ပို့ကိုကိုယ်တိုင်ဖို့ကျင်လို့ရှိရင်လည်းရတယ်ကျွန်တော်ကိုယ်တိုင်စိတ်ဆက်ပေးမယ်နော်ဘယ်စခန်းကိုသွားဘလူနဲ့စခန်းတောင်းနေတာဘလူအဲ့လိုမျိုးချိတ်ဆက်ပြီးပို့လို့ရတယ်ဘာလို့လဲရိတ်ခါဆိုတာကျွန်တော်တို့ကစခန်းကိုကောင်းစစ်တက်ပေးမယ်လေအခုဒီ data မှာစစ်ပွဲဖြစ်တယ်အဲ့ဒီ data မှာစစ်ပွဲဖြစ်လို့ရှိရင်အဲ့ဒီနားမှာရှိတဲ့ပြည်သူကအကုန်စစ်ဖေးရှောင်တာ အဲ့စစ်ဘေးရှောင်တဲ့ပြည်သူကိုတွေးတာဒီတော်လိုင်းတပ်ဖွဲ့တွေကပဲတွေးတာစစ်ခွေးတွေကတော့လိုက်လိုက်တတ်တာဒါကြောင့်မို့လို့ကျွန်တော်တို့ကရိတ်ခါဆွေးနေမှာတိုင်ရင်တပ်ဖွဲ့ကိုနာမည်ပြုတ်ဝင်မယ်အဲ့ဒီတိုင်းတက်ဖွဲ့ကလည်းအဲ့ဒီဒေသမှာရှိတဲ့ပြည်သူရဲ့လိုအပ်ချက်ဖြစ်လာရင်မျှပြီးစားတော့ပါဖြစ်နေတဲ့ရိတ်ခါတကယ်လိုအပ်ပါလေကျွန်တော်ရိတ်ခါပို့လို့ရတယ်တောင်ပိုင်းတိုင်းတနင်္လာရီနောက်ကရင်ပြည်နယ်အကုန်ပို့လို့ရပါလေ ဒီကျွန်တော်တို့ထည့်တဲ့အလူမွေတွေကိုကျွန်တော်ရိတ်ခါဝယ်ထည့်ပေးရတယ်အခုစံသွားဝယ်ပေးရတာပေါ့ကျွန်တော်ကျွန်တော်တို့ထည့်တဲ့ဒီကြည်လို့တွေကဒါပေမဲ့ခိုးပြီးဖို့ကြည်ဖို့အထိမခံနိုင်ဘူးအဲ့တော့ထည့်တဲ့ပတ်စံကိုကျွန်တော်တို့အီယာဝတီလိုသကိုင်းကိုမကိုးရစက်တဲ့ဖြစ်ကိုဘက်တွေကိုကျွန်တော်ပို့ပေးတာအဲ့ရိတ်ခါကိုကြတော့ကျွန်တော်ကဒီဘက်ချမ်းအဖွဲ့တွေစုလို့တောင်းမရှိရင်ကျွန်တော်ရိတ်ခါကိုချပေးတာဒါကြောင့်မလို့ရိတ်ခါတွေစုပေးထားပါလို့မျက်နှာရက်ခံချင်ပါတယ်ကျွန်တော်လည်းဒီမှာမနာပါဘူးတောက်ဆောက်လုပ်နေတာနော်ကျွန်တော်တော်လိုင်းတွေးအေးလို့မရဘူးတဲ့နိုင်နိုင်လည်းနိုင်တာလည်းနိုင်မယ်မှန်းလည်းပြီးတယ်လက်ရှိတဲ့ဒိုးတွေကနိုင်နေတယ်အဲ့ဒါကိုတို့ကစိတ်သက်သာကြတယ်ဘာမှမရှိဘူးကိုစီပြောတော့ရအမှန်ပဲပေါ့နော်ကျွန်တော်ခုဆိုရင်တော့ တော့မိတ်တယ်မှာဆိုတော့ဒီ can you နဲ့ pdf ပုံတပုံနဲ့ပြီးတော့မှစစ်ကောင်စီရဲ့စကမ်းတွေအားလုံးကိုတင်ပိုင်နိုင်ဖို့စူးစမ်းနေတာတော့ကျွန်တော်ပြည်သူတွေရဲ့တော့ခမှုလည်းပေါဝင်နေတာဖြစ်ပြီးတော့မှဟုတ်ဆိုရင်ရေခါနဲ့ဒီ channel ဒီထောက်ဖို့ပစ္စည်းတွေလိုအပ်နေတာပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ကိုတက်နေဘက်ကနေပြီးတော့မှတရောင်းတန်ရရနေဖြစ်ဖြစ်ပူပေါင်းလို့ဆောင်လိုက်မယ်ဆိုတော့ကျွန်တော်အောင်ပွဲရဆိုတော့မကြခင်မှာဒီတက်ပို့ပြီးတော့မှရရှိလာတော့မှာပဲဖြစ်ပါတယ်စခွေတွေအနေနဲ့ကတော့ထိုင်းဘက်ကလည်းတပေးမှုတွေရှိတဲ့ပြင်ကျွန်တော်ပြည်သူတွေရဲ့ချင်းဆောင်စုလို့ဟုတ်ဆိုရင်တို့အနေနဲ့ပေါ့နော် တက်စကန်2ဘီတခုလွယ်လွယ်တူတူနဲ့ဆုံးရှုံးနေရတာမလို့ဒါတော့ကျွန်တော်ဗီတုံနဲ့တော်လိုင်းရေပေါ်တွေရဲ့ပေါင်းစည်းညီညွတ်အားလို့ပြောမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ခေတ္တကတရင်သဘောလေးနားထောင်ကြည့်လိုက်ရအောင်လား။အကျက်ဖတ်မဲအွန်လိုင်းကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားထားပြီးမြေသူလောက်ခံစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ငယ်တွေကိုသာအဓိကဖမ်းဆီးနေကြတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာတရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ မေလ20ရက်နေ့ကပဲနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာအကြမ်းဖက်မင်းအောင်လှိုင်ပြောသွားတာကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနှင်းမှုရှိနေတဲ့အကြောင်းတွေကိုသူ့အနေနဲ့သိရှိထားတဲ့အတွက်အဲ့ဒီကိစ္စတွေကိုတာဝန်ရှိတဲ့သူတွေအနေနဲ့ပတ်သက်သူအားလုံးကိုဖမ်းဆီးဖို့နဲ့အဲ့လိုလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနှင်းမှုကြောင့်သူတို့စစ်ကောင်စီရမယ်အခွန်အခတွေနစ်နာတယ်ဆိုပြီးတော့ကိုပြောသွားတယ်လို့ဒါတွေကိုကြက်ကြက်မက်မက်ဖော်ထုတ်ဖမ်းဆီးဖို့ညွှန်ကြားသွားတယ်ဆိုပါတယ် ဲ့ဒီလိုအကြက်ဖက်မင်းအောင်လိုင်းရဲ့ညွန်ကြားချက်ကြောင့်စကောက်စီလောင်းခန်းစစ်တပ်ရဲနဲ့ထွေအုပ်အပါဝင်ဌာနဆိုင်ရာအလုံးကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုသူတို့စစ်တပ်ထိန်းချုပ်ထားရာတောင်ကြီးမြို့အပါဝင်မြို့ကြီးတွေမှာဖမ်းဆီးတာတွေလုပ်နေပြီမဲ့တစ်ဖက်မှာတော့သူတို့စကောက်စီလောင်းခန်းစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကိုယ်တိုင်ကအဲ့ဒီလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအတိအကဖမ်းဆီးနေကြတယ်လို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိရန်ကုန်နေပြည်တော်နဲ့မန္တလေးမြို့တွေမှာဆိုရင် သူတို့စကောက်စီလက်အောက်ခံစစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေမှာအသုံးပြုနေကြတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစီမံချက်ရှိတဲ့အတွက်လောလောဆယ်အသုံးမပြုခိုင်းမယ်စီမံချက်ကာလပြီးမှပြန်ပြီးအသုံးပြုဖို့ကိုပါသူတို့ကိုယ်တိုင်ပဲပြန်ပြီးတော့အတိပေးထားတယ်လို့စကောက်စီရဲ့ဌာနဆိုင်ရာတရင်ရှိမိကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျဒီကောင်တွေရတော့ပါနော်ကျတို့ပတ်စကားဖျားဖျားလက်ကကာယကာယဆိုတဲ့အုပ်စုတွေပဲပြောတော့မှပီတိုရီရဲ့ဒီလိုင်စင်မဲ့ဆိုင်ကယ်နဲ့ယင်တွေကိုဖမ်းဆီးမယ်ဆိုပြီးတော့မှတွေးကြော်ထားပြင်မယ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင် ဒီလိုင်းစင်မဲ့ရင်တွေကိုတုံးပြီးတော့မှကျွတ်ပြီးသူပိုင်းပစ္စည်းဥစ္စာတွေကိုခွေးနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးငတ်ပြတ်ပြီးတော့မှအခုဆိုရင်တောင်းစားနေကြတဲ့မြောင်းလေးတို့စစ်တပ်ဒီရဲခွေးတွေပါဝင်ဂျန်နဲ့အုပ်စုတွေဆောင်တော့ပါလားကျွတ်ပြီးသူတွေကိုကောင်းမွန်ဖြတ်လို့စားဖို့စူးစမ်းနေတော့မှပဲဖြစ်ပြီးတော့မှအခုချိန်မှာကျွတ်ပီတူတွေနဲ့တော်လိုင်းရဲပေါ်တွေကဒီတော်လိုင်းမှာစီရုံးညက်ဆောင်နဲ့ပူပေါင်းပွန်ပိုလွှမ်းနေပြီဆိုတော့လည်းပြတ်တာနေတာပဲဖြစ်ပါတယ်။ကျွတ်ရဲမျိုးသွင်းတဲ့ပွဲတွေနဲ့စစ်ကောင်စီစစ်ကန်တင်အောင်ပွဲတွေကိုဒီတဲ့ပူပြီးတော့မှညင်ချင်တဲ့ဆွန်တော့ကိုတက်တဲ့ဘက်ကနေပြီးတော့မှ ပူပေါင်းပေါင်းပေးကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကြည့်ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့မုံမြူတင်းတဲ့ဘွဲမှာကြာဆုံးသွားတဲ့ PDF တစ်ခွဲမျိုးနိုင်နိုင်နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့ဒီကြိုင်းခဲ့တဲ့ပေါ့နော်မိဘတွေစီမှာကျွန်တော်ရေပေါ်တွေကနေပြီးတော့မှတွားရောက်ကြတော့ခဲ့တဲ့ဗီဒီယိုလေးကျွန်တော်စပီဒ်မှာကြည့်လိုက်ရအောင်နော်။ ဒီလိုမျိုးဖြစ်စဉ်တွေကတော့ကျွန်တော်တို့ပေါ့နော်တော်တော်လေးကိုဝန်နေဖို့ကောင်းတာဖြစ်ပါတယ် PDF တက်ဖို့ပုံတွေကဆိုတော့ကျွန်တော်တိုင်းပြည်နယ်လူမျိုးအတွက်ပူပေါင်းပုံပေးနေကြတာပရမတိပေးစမှုတွေကဆိုတော့ကျွန်တော်အခုမြင်ရသလိုပဲများစွာရှိနေတာပဲဖြစ်ပါတယ်နေရာတော်တော်များများမှာကျွန်တော်အနေနဲ့အောင်ဖို့တွေရရှိနေတဲ့ဆိုပေမဲ့နောက်ကွယ်ကနေပြတော့မှအတန်တိတ်တွေ့ရကောင်းတွေကမြေပြင်မှာရှိနေတဲ့ရဲဘော်တွေဖြစ်တာမလို့ကျွန်တော်အနေနဲ့ဒီတော်လိုင်းမှာသူတို့အတွက် လင်းနဲ့ပြည့်စုံတဲ့အရေးခါတွေပုံပြီးတော့မှရရှိနိုင်ဝယ်ဝင်စ조사တင်နေတာပဲဖြစ်ပါတယ်ဘလို့ကျော်တို့ရဲ့ပေါ့နော်တိုင်းပြည်နဲ့လူမျိုးတွေအနာဂတ်ခြေပွန်လောင်းလဲတွေနောက်ထပ်မကြွေလွင်းတော့ကျော်တို့ဘက်ကနေပြီးတော့မှအစွမ်းကုန်စ조사ရတဲ့ဒီတော်လိုက်မှာစက်ကုန်စနစ်ဖစ်စစ်အနာရှင်စနစ်အများဆုံးဖြစ်ချနိုင်ဖို့ပြီးတော့အလုံးပူပေါင်းပုံပြကြဖို့ဖြစ်ရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးခြေစိုးတင်ပါတယ်အလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမှချင်တဲ့ဖြစ်ဆုံးပြီးတော့မှတိုင်းအချမ်းနဲ့ညချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတော့ပေးလိုက်ပါတယ်